အခုတင်ဆက်ပေးမယ့်သတင်းကတော့ဟန်တာဝရီရင်ယောင်းဝယ်စခန်းမပြောင်းရွှေ့ရေးအတွက်မြို့တော်စီပင်ရုံးရှိမှာထပ်မံဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟန်တာဝရီရင်ယောင်းဝယ်စခန်းမပြောင်းရွှေ့ရေးအတွက်ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီရုံးရှိမှာဒီနေ့ဖေဖော်ဝါရီလ28ရက်နေ့နနက်10:00နာရီကမှတတိယအကြိမ်မြောက်ထပ်မံဆန္ဒပြခဲ့တယ်လို့သိရပါပါတယ်ရှင်။ဒီလိုဆန္ဒထုတ်ဖော်မှုမှာလူအင်အား၄၀၀ခန့်ကမြို့တော်ခမ်းမရှိမှာစုဝေးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်သူတွေဟာ ဟန်တာဝရီကားပွဲစားတဲ့မပြောင်းရွှေ့ရေးစာရန်ပါအင်ဂျီများနဲ့ခေါင်းစည်းများကိုဝစ်ဆင်ထားကြပါဗျ။ဒီလိုဆန္ဒထုတ်ဖော်မှုမှာတရားဝင်ခွင့်ပြုမိန့်နဲ့ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီလိုဆန္ဒထုတ်ဖော်မှုကိုမနက်ဖြန်ဖေဖော်ဝါရီလ28ရက်နေ့မှာလဲကမာရွတ်မြို့နယ်အတွင်းမှာထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်အပြီးတပ်ဆိုင်ရာကညှိနှိုင်းဆောင်ရွက်မှုတွေမပြုလုပ်ပါကတပိတ်စခန်းများဖွင့်လှစ်ပြီးတော့ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ဟန်တာဝရီကားပွဲစားတဲ့မပြောင်းရွှေ့ရေးကော်မတီကနေသိရပါတယ်။ဟန်တာဝရီရင်ရောင်းဝယ်ရေးစခန်းနေရာမှာရန်ကုန်ကားပလာဇာစီမံကိန်းကိုဆောင်ရွက်မှာဖြစ်ပါတယ်။ဒါအပြင်ကားသေးတဲ့ရန်နာနိုင်တဲ့ကားပါကင်အဆောက်အအုံရှိုးရူးများကိုလည်းတိစောက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ လက်ရှိမှာကားပွဲစားတမ်းပြောင်းရွှေ့မှုအတွေ့ရင်ငယ်တွေကိုတိရိမင်္ဂလာဈေးဟောင်းမြင်ကြီးတက်မှာတွားရောက်ရနာအယောင်းဝယ်ပြုလုပ်ဖို့အတွက်စီစဉ်ပေးထားပါဗျ။၆ဘိန်းနဲ့အထက်ရင်တွေကိုတော့ဘိုးကျောင်းဆန်းလန်းနဲ့ပြည်လန်းတောက်မှာရှိရဲ့တူနာပြုတ်တက်ကတော်မြေခွက်မှာမင်းရဲ့ကြော်စွာရင်ရနာစခန်းအမီနဲ့ယာယီဖွင့်လှစ်ပေးထားတယ်လို့သိရပါဗျရှင်။